ကမ္ဘာပေါ်မှာမြန်မာနိုင်ငံဟာမိုင်းအန္တရာယ်အများဆုံးနိုင်ငံလို့မြေမြုပ်မိုင်းအသုံးပြုမှုတမ်းမြေရှိနိုင်ငံတကာစီးရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့2023ခုနှစ်အတွင်းမြေမြုပ်မိုင်းကြောင့်ထိခိုက်သေးဆုံးသူတထောင်ကျော်ရှိခဲ့ပါတယ်။ဒါဟာအရင်နှစ်တွေကစံချိန်အမြင့်ဆုံးဖြစ်တဲ့ Syria နိုင်ငံကိုကျော်ပြီးစံချိန်တင်သွားတာပါ။မိုင်းကြောင့်အရက်သားထိခိုက်သေးဆုံးမှုမကြာခဏဖြစ်နေတဲ့မြို့နယ်တွေထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောမြို့လဲပါဝင်ပါတယ်တီဘောမြို့ကို2029ခုဆစ်စင်ရေးကာလ2024အောက်တိုဘာလ12ရက်နေ့မှာတအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါတိုက်ပွဲကာလအတွင်းကမပေါက်ကွဲသေးတဲ့မိုင်းတွေနဲ့စစ်ကြံလက်နက်တွေဟာတီဘောမြို့ပေါ်ရောရွာဘက်တွေမှာပါရှိနေပြီးပေါက်ကွဲမှုတွေမကြာခဏဖြစ်နေပါတယ်ပြီးခဲ့တဲ့မတ်လ17ရက်နေ့ကတီဘောမြို့နယ်တုံဆင့်ကျေးရွာမြောက်ဘက်ကတောထဲမှာ မိုင်းထိပြီးသေဆုံးနေတဲ့အမျိုးသားတဦးကိုဒေသခံလူမှုကူညီရေးအဖွဲ့ကမိုင်းတွေကိုရှောင်ကွင်းပြီးခက်ခက်ခဲခဲနဲ့သွားရောက်တည်ဆောင်ခဲ့ကြရပါတယ်။သေဆုံးသူဟာအသက်56နှစ်အရွယ်အမျိုးသားဖြစ်ပြီးမတ်လ10ရက်နေ့ကတောင်ယာသွားရင်မိုင်းထိပြီးသေဆုံးခဲ့တာပါ။မိုင်းတွေထောင်ထားတာရှိသေးတဲ့အတွက်ရုပ်အလောင်းကိုချက်ချင်းမတည်ရဲကြပါဘူး။ဒါကြောင့်ကွယ်လွန်ပြီး၄ရက်မြောက်နေ့မှတီဘောအခြေဆိုင်နေစည်းမချပရဟိတအဖွဲ့ကသွားရောက်တည်ဆောင်ခဲ့ရပါတယ်။ ဲ့ဒီမိုင်းပေါက်ကွဲတဲ့နေရာကတီဘောမြို့ကိုဖြတ်သွားတဲ့လမ်းမကြီးနဲ့အလံဝေးပါတယ်။ဗရာဟိတအဖွဲ့သားတွေဟာမိုင်းအန်တရယ်ကြောက်လို့ကားဘင်းရလမ်းအတိုင်းလမ်းလျှောက်ပြီးရုပ်အလောင်းရှိရာစီသွားခဲ့ကြတာပါ။ပြီးတော့ခက်ခက်ခဲခဲထမ်းထုတ်ခဲ့ပြီးမြို့ပေါ်အရောက်တည်ဆောင်နိုင်ခဲ့ပါတယ်။မမြင်ရတဲ့အန်တရယ်တောမှာတေဆုံးသူရဲ့မိသားစုဝင်တွေရုပ်အလောင်းကိုမြင်တွေ့စိတ်အေးရအောင်စ조사ပြီးရအောင်တည်ထုတ်ပေးခဲ့ပါတယ်လို့တီဘောအခြေဆိုင်နေစည်းမချပရာဟိတအဖွဲ့က လူမှုကွန်ရက်ကတဆင့်ထုတ်ဖော်ပြောကြားထားပါတယ်။နယ်စည်းမခြားပရဟိတအဖွဲ့ဟာတဆယ်နှစ်ဆက်ခုစစ်စင်ရေးအပြင်အရင်တုန်းကဖြစ်ခဲ့တဲ့ရှမ်းမြောက်ဒေသကတိုက်ပွဲတွေ၊တဘာဝဘေးတွေ၊ရင်းတိုက်မှုတွေမှာထိခိုက်သူတွေကိုကူညီကယ်ဆယ်ရေးအစဉ်တစိုက်လုပ်ခဲ့တာပါ။တီဘောမြို့နယ်ထဲမှာမပောက်ကွဲသေးတဲ့စစ်ကြံလက်နက်တွေရှိနေတာကြောင့် TNLA အနေနဲ့စီမံချက်တစ်ခုချမှတ်ပြီးဖြည့်ရှင်းပေးဖို့ဒေသခံတွေကလိုလားနေပါတယ်။2025ပထမ3လတွင်မှတင် တီဘောမြို့နယ်မှာမိုင်းပေါက်ကွဲမှုကြောင့်ထိခိုက်သေဆုံးသူ9ဦးထပ်မံရှိထားပါပြီ။တိုက်ပွဲတွေဖြစ်တဲ့အချိန်ကလေးကအိမ်ကိုထားခဲ့ပြီးရန်ကုန်မှာအလုလာလုနေရတယ်။တိုက်ပွဲတွေပြီးပြန်တော့လဲမိုင်းအန်ဒီရဲကိုအင်္ဂါမိသားစုတွေအတွက်စိတ်ပူနေရတယ်။မိုင်းနဲ့ကျမတို့တွေပူးတွဲမရှင်သန်ပြရစီနေလို့တီဘောမြို့ကံအမျိုးသမီးတဦးကပြောပါရတယ်။ TNLA ကတော့အရက်သားတွေမိုင်းအန်ဒီရဲကင်းရေးကိုလှုပ်ဆောင်နေပြီး စစ်ကြံလက်နက်တွေတွေ့ရင်အကြောင်းကြားဖို့ထုတ်ပြန်ထားပါတယ်။မတ်လ17ရက်နေ့ကမိုင်းခင်လန်းကိုဖျက်ခဲ့တဲ့ အတွေ့အကြုံကိုနယ်စည်းမခြားပရာဟိတအဖွဲ့တာဝန်ခံကတကယ်လို့များအနာဝန်းကျင်မှာကန်ဆိုးစွာထက်ရှိနေအောင်မယ်ဆိုရင်တော့မတွေးဝန်စီရပါပဲလေ။အဲ့ဒီနေ့ကအဖြစ်အပျက်ကတခါမှချွေးမပြန်ဘူးတဲ့ကျွန်တော်ချွေးပြန်ခဲ့ရပါတယ်လို့လူမှုကွန်ရက်မှာရင်ဖွင့်ပြောဆိုထားပါတယ်ရှင်။